ီနေ့ခေတ်မှာတော့တမန်ကုမ္ပဏီတွေဟာဒဏ္ဍာရီရေရုပ်ရှင်တွေနဲ့စာပေတွေထဲမှာအဓိကရှင်သန်နေပါတယ်။ဒါပေမဲ့ကမ္ဘာနေရာတချို့မှာတော့တမန်ကုမ္ပဏီကိုယုံကြည်နေသူတွေအ ਨੇ အချင်းရှိနေပါသေးတယ်။ရုပ်ရှင်တွေရုပ်ရှင်ဇလန်းတွန်းတဲ့ဝတ္ထုတွေမှာတမန်ဝင်ပလူတွေကခက်စားတဲ့ဇက်ကောင်တွေဖြစ်ပါတယ်။ဥမာအားနဲ့တွိုင်းလိုက်ရုပ်ရှင်မှာတော့တမန်ကုမ္ပဏီကိုမျိုးမျိုးပုံဖော်ထားတာကိုတွေ့ရပါတယ်။တမန်ရှောင်းမှာတမန်ဝင်ပလူတွေနဲ့ပတ်သက်တဲ့ဖြစ်ရပ်တွေကိုမှတ်တမ်းတင်ထားတာအများကြီးရှိပါမယ်။ ဒါပေမဲ့ဒီဖြစ်ရက်တွေကတကယ်တမ်းငွေပလေအသင်ပြောင်းတဲ့ဖြစ်ရက်တွေလားဒါမဟုတ်လူတွေရဲ့ကြောက်ရွံ့မှုနဲ့စိတ်ကူးယဉ်မှုတွေအထင်မှားမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ပုံမင်လားဆိုတာကိုခွဲခြားဖို့ခက်ခဲပါတယ်ဒီကနေ့မှာတော့တမန်ဝဘလေရဲ့မူလအစနဲ့ဖြစ်ရက်တွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်တမန်ဝဘလေရဲ့မူလအစနဲ့ပတ်သက်ပြီးတိကျတဲ့အဖြစ်တစ်ခုတော့မရှိပါဘူးဒါပေမဲ့ယုံကြည်မှုနဲ့ပုံမင်တွေကတော့ကမ္ဘာနေရအနက်မှာရာစုနှစ်ပေါင်းမြောက်စွာကလေးကရှိနေပါတယ် ဂရိယောမရဏရီမောင်လူကလေတိရစ္ဆာန်အတွင်ကိုပြောင်းလိုက်တဲ့တရားရီအကြောင်းဇလန်းတွေရှိကြပါတယ်။ဥမာအားနဲ့ Likeon ဆိုတဲ့ဂရိဘရင်ဟာဒူသားတွေကိုပူဇော်တဲ့အတွက်နခရစုကလည်းသူ့ကိုဝင်ပလေအဖြစ်ပြောင်းလိုက်တယ်လို့ဆိုပါတယ်။ဒီလိုပုံစံတွေကကမောက်ကပလေယုံကြည်မှုရဲ့အစောပိုင်းပုံစံတွေဖြစ်ပါတယ်။ဥရောပအလဲခက်မှာကမောက်ကပလေတွေအကြောင်းပုံစံတွေဟာပိုပြီးတော့ခိုင်မာလာပါတယ်။အဲဒီပုံစံထဲမှာဆုံးကုတ်ဝေတွေရဲ့ဂျင်းသာကြောင့်ဒါမှမဟုတ်မော်ဝင်ပစ္စည်းတွေဥမာအဖြစ် ဝမ်ဘလေးအယူကွန်ဝစ်ဆန်ခြင်းကြောင့်ရေကာဝမ်ဘလေးအဖြစ်ပြောင်းလဲနိုင်မည်လို့ယုံကြည်ကြပါတယ်။အချို့သမိုင်းပညာရှင်တွေကတော့ hyper trend causal လို့ခေါ်တဲ့ကနာမှာအမွေးအလွန်ကျော်ထွက်ခြင်းတို့ရှားပါတဲ့ယောဂါတွေဒါမှမဟုတ် rabbit ခွေးဥပြံယောဂါလိုမျိုးအာရုံကြောဆိုင်ရာယောဂါတွေကြောင့်ရေကာဝမ်ဘလေးလိုအပြုတ်မှုတွေကိုပြုတ်မှုတွေလို့မာရင်းစွာထင်မြင်ခဲ့တာပြီးဖြစ်နိုင်တယ်လို့ဆိုထားပါတယ်။ခွေးဥပြံယောဂါရဲ့လက္ခဏာတွေဖြစ်တဲ့ရံလိုခြင်းအလင်းနဲ့အတံကိုကြောက်ရွံ့ခြင်းနဲ့ပလေးဆန်ဆန်တဲ့အပြုတ်မှုတွေက မိုင်းဝဘလီပုံမျိုးကိုကိုပြီးတော့အားပေးနိုင်ခဲ့ပါတယ်။၁၆ရာစုနဲ့၁၇ရာစုတွေမှာဥရောပမှာတမန်ဝဘလီအမှုခင်းတွေအများအပြားမှတ်တမ်းနေထားတာကိုတွေ့ရပါတယ်။ပြင်သစ်၊ဂျာမနီနဲ့အခြားနိုင်ငံတွေမှာလူတွေကိုတိုက်ခိုက်ပြီးဖျက်ဖျက်ခဲ့တယ်ဆိုတဲ့စွပ်စွဲမှုတွေနဲ့အတူလူအများအပြားကိုတမန်ဝဘလီအဖြစ်စီရင်ခဲ့ကြပါတယ်။ဒီအမှုခင်းတွေကအများအပြားလူတို့ရဲ့ကြောက်ရွံ့မှု၊အုံကြွမှုနဲ့တရားစီရင်ရေးအားနည်းချက်တွေကြောင့်ဖြစ်ပေါ်လာတာဖြစ်နိုင်ပါတယ်။ ဂျာမနီနိုင်ငံမှာဘပါရဲ့ဂုံကလေးလို့ခေါ်တဲ့ပီတာစတန်ဟာစစရာသူမှာလူလီဘောတပ်ဖြတ်ပြီးစားတော့တယ်လို့ဆွဆွဲခံခဲ့ရပါတယ်။သူဟာနှိမ့်ဆောင်မှုအောက်မှာနတ်ဆိုးစီကနေမော်ဆီယာရဲ့ကပတ်ကိုရရှိခဲ့ပြီးအဲ့ဒီကပတ်ကိုဝတ်ဆင်ရင်းဂုံကလေးအဖြစ်ပြောင်းလဲနိုင်တယ်လို့ဝန်ခံခဲ့ပါတယ်။သူ့ကိုတည်တံပေးခဲ့ပြီးဂီဖက်ရက်ဟာတပိုင်းမော်ဘလီနဲ့ပတ်သက်တဲ့အထင်ရှားဆုံးအမိုင်းမတန်တဲ့ကတစ်ခုဖြစ်ခဲ့ပါတယ်။ပင်တဲ့နိုင်ငံမှာဆိုရင်လေ1983ခုနှစ်မှာ ဂျိုင်းစ်ကာနီကဥပဒေအဖြစ်ပြောင်းလဲပြီးကလေးတွေကိုတတ်ဖြတ်ခဲ့တယ်လို့ဆက်ဆွဲခံခဲ့ရပါတယ်။သူဟာပြင်သစ်ဝန်ကလေးလို့ကော်ပင်ခဲ့ပြီး1954ခုနှစ်မှာသူ့ကိုစီရင်ခဲ့ပါတယ်။ဗီတိုရီယာပုံမြင်တစ်ခုဖြစ်တဲ့ Best Collaborate ကမဟုတ်ဝန်ကလေးပြင်သားဆိုတဲ့ဇာတ်လမ်းဟာလည်းအလက်ခေတ်ဥရောပမှာထင်ရှားခဲ့ပါတယ်။ဒီဇာတ်လမ်းမှာသူရဲ့ကောင်းတူဦးဟာတလမှာ၃ညလောက်ဝန်ကလေးဖြစ်ပြောင်းလဲခဲ့ရပြီးသူ့ရဲ့ဇနီးကသူ့ရဲ့စားတွေကိုဖျောက်ထားခဲ့ရတဲ့အတွက်လူပုံစံကို ပြန်လည်ပြီးပြောင်းလို့မရတော့ဘူးဆိုတဲ့အကြောင်းအရာကိုလည်းဖော်ပြထားပါတယ်။တမန်ဟုတ်ပလေပြစ်တညာဆိုတဲ့နိဒန်နဲ့ပတ်သက်ပြီးရိုးရာတန်းသားယူဒီမှာအယူအဆအမျိုးမျိုးရှိကြပါတယ်။ဇုံကဝေရီ၊နတ်ဆိုးရီ၊ဂါမုတ်၊ဖျားသခင်ရဲ့အချင်းကကြောင့်ဒုတိယကတမန်ဟုတ်ပလေဖြစ်သွားနိုင်တယ်လို့ယုံကြည်ကြပါတယ်။မော်ဝေပစ္စည်းများမော်ဝေလီရေကောဂါမုတ်ကိုမော်ကပတ်စတဲ့မော်ပစ္စည်းတွေကိုအသုံးပြုခြင်းအပြင်လည်းတမန်ဟုတ်ပလေဖြစ်ကိုပြောင်းလဲနိုင်တယ်လို့ယုံကြည်ကြပါတယ်။ ရိုးရအလိုရလာပညာမှာတမန်ဝပလီအဖြစ်ပြောင်းလဲရဆိုတဲ့ယုံကြည်မှုကကမ္ဘာနေရအနှံ့ပြားမှာရှိကြပါတယ်။အချို့တနာရီတွေမှာတမန်ဝပလီတွေကမျိုးရိုးအဆက်အနွယ်တွေကနေကူးဆက်နိုင်တယ်လို့ယုံကြည်ကြပါတယ်။မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းအမန်းကြားဆိုပြီးတော့ရှိပါတယ်။ကမ္ဘာနေရအချို့မှာကမ္ဘာဝပလီနဲ့ဆက်ဆက်တဲ့ယဉ်ကျေးမှုဆိုင်ရာအခမ်းအနားတွေဝယ်တော်တွေနဲ့ကလေးထုံးတမ်းတွေရှိပါတယ်။ဥပမာအပြင် Wolfman ဒါမှမဟုတ် Wembley ပြည့်ဝစင်ပြီး ကောက်ခုံရတဲ့အခမ်းအနားတွေရှိရတယ်။ဥမာအဖြစ် Wolfman ဝဘလေအဖြစ်ဝစ်စံပြီးကောက်ခုံရတဲ့အခမ်းအနားတွေရှိပါတယ်။ပြောရရင်တမန်ဥလေရဲ့မူလအစနဲ့ပြည့်ရပြီခါအမိုင်းဒန်သာကြီးယုံကြည်မှုနဲ့လူသားတို့ရဲ့စိတ်ကူးယဉ်မှုပြီးရောရှက်နေရအကြောင်းအရာတစ်ခု ဖြစ်ပါတယ်။တကယ်တော့တမောင်ဝဘလေဆိုတာမျိုးရှိခဲ့သလားဆိုတာကို အတိအကျပြောဖို့ခက်ခဲပြင်မယ်။ပုံမြင်တွေကလူသားတွေရဲ့ကြောင်ရုံမှုနဲ့ဆက်ဆံဆောင်မှုကိုကြောင်ပြန်ဟန့်နေကြတာကတော့အမှန်ပါပဲ မ္ဘာ့ဝန်ကြီးဌာနကြီးဟာလူသားတွေရဲ့ရန်လိုမှုကြမ်းတမ်းမှုတွေကိုထိန်းချုပ်ဖို့ကြိုးပမ်းမှုတွေနဲ့လူသားဘဝရဲ့တောင်းအဆန်တဲ့သဘောဝတရားကိုနားလည်ဖို့ကြိုးစားမှုတွေကိုထင်ဟပြတ်သားနေတဲ့ရင်ကျိမှုဆိုင်ရာအထိမ်းအမှတ်တစ်ခုလို့ဆိုနေပါတယ်။ဒီပုံမျိုးဇလန်းတွေကအချိန်ကာလအလိုက်ပြောင်းလဲမှုတွေရှိပေမဲ့သူရင်ကျိမှုရဲ့အစိပ်ပိုင်းဖြစ်ဒီနေ့တိုင်ပြန်ဆက်လက်တည်ရှိနေစေဖြစ်ပါလေခင်ဗျာ။